မိဖွားပြီးတဲ့အချိန်မှာခါနာတာက အဖြစ်များတဲ့ကိစ္စတစ်ခုပါကိုဝင်ဆောင်ကာလအတွင်းမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟော်မုန်းပြောင်းလဲမှုတွေကြောင့်ခါနာရတာဖြစ်ပြီးတော့ဒီလိုမျိုးခါနာတာကကလေးငယ်လေးကိုမွေးဖွားပြီးတဲ့အချိန်ထိတောင်မှဆက်လက်ကြန့်ရှိနေတတ်ပါတယ်ဒီလိုမျိုးမိဖွားပြီးတဲ့အချိန်မှာခါနာတာတွေကိုတတ်တာစေဖို့အတွက်ဘာတွေစားပေးရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြောပြပေးထားပါတယ်ရှင် းပွားပြီးတဲ့အချိန်မှာခါးနာတာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့တခုတည်းမကပါဘူးเนาะနောက်ထပ်အကြောင်းရင်းတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့ကိုဝင်ဆောင်ချိန်မှာတအိမ်ကဖွံ့ဖြိုးလာတဲ့အခါမှာဘိုက်ကျွတ်သားတွေကအားနေတာကြောင့်ခါးကိုအမိပြုရတာများပြီးတော့ခါးရုပ်ကိုအရှိဘက်ကိုဆွဲထားတဲ့လူမျိုးဖြစ်နေကြကြောင်းပါပြီးတော့ကိုဝင်ဆောင်ချိန်မှာကိုနေဟန်တာမမှန်တာတွေဟော်မုန်းတွေမမျှတာတွေပြီးတော့ဒီမီးဖွားပြီးတဲ့နောက်မှာပေါ့နော်ခလေးငယ်လေးကိုခြိရတာတွေ အချိန်ကြာကြာထိုင်နေမိတာတွေကိုဝင်ဆောင်နေတဲ့အချိန်မှာကြွက်သားတောက်တင်းနေတာတွေပြီးတော့အမျိုးသမီးတယောက်အဝါလွန်တာအစစ်နာရောဂါရှိတာပြီးတော့ဒီစိတ်ပင်ပန်းတာတွေကြောင့်ခါနာရတာပါအခုလိုမိဖွားပြီးလို့ခါနာတာကိုတတ်တာစီဖို့အတွက်မိဖွားပြီးတဲ့အချိန်မှခါနာတာကအချိန်အတိုင်းနာတခုရောက်တဲ့အခါမှတတ်တာသွားမှာပါမိဖွားပြီးတဲ့အချိန်မှခါနာတာကခန္ဓာကိုယ်ထဲမှာမြင့်တက်နေတဲ့ဟော်မုန်းတွေကို ုံမှန်အခြေအနေပြောင်းရောက်သွားတဲ့အချိန်မှာ ခလေးမွေးဖားပြီး6လလောက်အကြာမှာဆိုရင်တော့မိဖွားပြီးချိန်ခါနာလာကတက်တာလာပါလိမ့်မယ်နော်မိဖွားပြီးတဲ့အချိန်လနေငယ်အကြာမှာတော့ခါနာလာက တဖြည်းဖြည်းတက်တာလာပါလိမ့်မယ်နော်အခုဆက်ပြီးတော့မိဖွားပြီးတဲ့အချိန်ခါနာလာတက်တာစီဖို့အတွက်ဘာတွေစားပြေးရမလဲဆိုတော့ပြပြပေးခြင်းပါတယ်ပထမအဦးဆုံးအနေနဲ့ကတော့အတ္တီတွေဟင်းတင်းဟင်းရွက်တွေစားပါ အမြင်တဲ့ကြွေဝပြီးတော့အယောင်သွေးစုံတဲ့တည်တည်တွေဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့လိုပါမယ်ဒီလိုမျိုးစားသုံးတာကဝမ်းမှန်စေတဲ့အတွက်ဝမ်းချုပ်တာကြောင့်ခါနာတာပုံမဆိုးစေဖို့ကာကွယ်ပေးနိုင်ပါတယ်အယောင်ရင်းရင်တည်တည်တွေဟင်းသီးဟင်းရွက်တွေကအယောင်ကျစေနိုင်ပါတယ်ဒါကြောင့်မိဖွားပြီးတဲ့အချိန်ခါနာတာတတ်တာစေဖို့အတွက်ဆိုရင်မုံလာဦးနီတကြားမုံလာကစွန်းဦးချယ်ရီသီဖယ်ရီသီတလဲသီ ဖယဲသီးတို့ကိုစားပြီးလို့ရပါတယ်ရှင် နောက်ထပ်တစ်ခုကတော့ကယ်ဆီယမ်လုံလောက်စွာစားသုံးပေးပါဗီတာမင် D နဲ့ကယ်ဆီယမ်လုံလောက်စွာရရှိတာက အရိုးသိပ်သည်စကိုထိန်းသိမ်းပေးပြီးတော့အရိုးမပွားအောင်ကောက်ွယ်ပေးတယ်လို့မိဖွားပြီးတဲ့အချိန်ခါနာတာတတစီဖို့အတွက်လည်းလှုံ့ဆော်ပေးပါတယ်ဒါကြောင့်ကယ်ဆီယမ်ကြော်ဝစေဖို့ဒိန်ချင်းနို cheese အစိမ်းရဟင်းသီးဟင်းရွက်တွေကိုစားပေးပါ လိုအပ်မယ်ဆိုရင်တော့ကယ်ဆီယမ်အားဖြည့်စည်းဝါးတွေကိုတောက်သုံးပေးလို့ရပါတယ်ရှင်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ပိုတက်ဆီယမ်နဲ့ပရိုတင်းစားပါ။ကိုယ်ဝင်ဆောင်ချိန်မှာခါးနာတာကိုတတ်တာစေဖို့အတွက်နောက်ထပ်လိုအပ်မယ့်အဟာရဓာတ်တွေကတော့ပရိုတင်းနဲ့ပိုတက်ဆီယမ်ပါ။ဒီဓာတ်တွေကခါနာတာကိုတတစေနိုင်ပါတယ်။ပိုတက်ဆီယမ်တွေကကြောက်သားတွေကိုပြေရောစေပြီးတော့သွေးစည်းစင်းမှုကိုကောင်းစေနိုင်ပါတယ်။ဒါကြောင့်ပိုတက်ဆီယမ်ကြွေဝရတဲ့ကစွန်းဥငပြောသီးတို့ကိုစားပေးပါ ပရိုတင်းကကြတော့အရိုးတွေကိုကျန်းမာစေနိုင်တာပါပရိုတင်းကျော်ရတဲ့အစာအစာတွေစားပေးတာကခန်းနာတာကိုတတစေနိုင်ပါတယ်ဒါကြောင့်ကြက်သားအနီရောင်အသားဥအမျိုးမျိုးပဲနို့ပဲပြားဒါတွေကိုစားပေးဖို့လိုပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ omega 3 fatty acid ပါ omega 3 fatty acid ကအယောင်ကျစေနိုင်တဲ့အာနိသင်ရှိပါတယ် ခါနာတာနဲ့ဇကြောနာတာကိုတတားစေနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်စားသုံးမှုမှာ Omega 3ကျွေးဝါးတဲ့ Salmon, Tuna, Sardine တို့ပါအောင်စားပေးလို့ရပါတယ်ရှင်။အစင်းရောင်ဟင်းတင်ဟင်းရွက်တွေအနေနဲ့ဟင်းနုနဲ့ကြိုက်လန်တို့ကိုစားပေးလို့ရပါတယ်။နောက်ထပ်တစ်မျိုးကတော့ကြက်သွန်ဖြူပါ။ ကျမ်းမာရေးအကျိုးကျေးဇူးများတဲ့တသွန်ဖြူကမိဖွားပြီးချိန်ခါနာတော့တသက်စီဖို့အတွက်စားပြီးလို့ရတဲ့အစားအစာတစ်ခုပါပဲ။ကိုခံအားကိုဒိုးစီပြီးတော့အယောင်ကျစေသလိုနှလုံးရောဂါနဲ့ကုသရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါရစေ။ဒီနေ့ကိုနှစ်ချိန်လောက်တသွန်ဖြူ၃မွာကနေပြီးတော့၅မွာစားသုံးပေးလို့ရပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့နန်းနွင်းပါ။ နန်းနှင်းကလိလာမှုတွေအရပြောရမယ်ဆိုရင်တော့အယောင်ကြစေနိုင်ပါတယ်။နန်းနှင်းမှာပါဝင်တဲ့ခကူမင်က ရောင်ရမ်းနာအနာကျင်နာတွေကိုတတ်တာစေနိုင်ပါတယ်။ဒါကြောင့်မိဖွားပြီးတဲ့အချိန်ခါနာတာကိုတတ်တာစေဖို့အတွက်နန်းနှင်းကိုလည်းစက်သုံးပြလို့ရပါတယ်ရှင်။ အခုပြပြပေးခဲ့တာတွေကတော့အမျိုးသမီးတွေအနေနဲ့မိဖွားပြီးတဲ့အချိန်မှာခါနာတာကိုတတ်တာစီဖို့အတွက်အစားသုံးပြီးလို့ရတဲ့အစားအသောက်လေးတွေပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မှာမို့လို့ဆက်လက်ဆောင်မကြည့်ဘူးအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။